ဟာဒီကြားပဲငါသူ့မှတ်မိတယ်ဒီကောင်ငါမိန်းမောင်တတ်ခဲ့တာဟဲ့ကောင်တွေသွားမင်းတို့ရွာထဲကယောက်ျားလေးတွေကိုမြ мян ခေါ်လာခဲ့ဒီကြားကိုရှင်းပြရမယ်မဟုတ်ရင်သူထွက်ပြေးသွားလိမ့်မယ်ကွာအဖေအဖေကဘာလို့သူ့တတ်မှာလဲဒီကြားအဖေတို့ရွာမှာလာပြီးရှန်ရှာခဲ့ဘူးတဲ့တာမင်းတို့အမေကိုသူပဲတတ်ပြစ်ခဲ့တာအဖေတို့လိုက်ရှာနေတာနှစ်တော်တော်ကြာနေပြီဒီနေ့မှပဲတွေ့ရတော့တယ်အဖေတို့ဘတော်မှထက်ပြီးမလွတ်ပေးတော့ဘူးသွားသားတို့ရွာသားတွေကိုသွားခေါ်ချင် သူမနိုးခင်အမျက်ရှင်းပြရမယ်။ဒီနောက်မှာတော့သူတို့ဟာရွာသားတွေကိုခေါ်ဆောင်လာပြီးဒီတမန်းကြောင်းကိုရှင်းပြဖို့အစီအစဉ်တွေဆွဲခဲ့ကြတယ်။တောရဲကိုအစာရှာထွက်သွားတဲ့ကြော်စောကတော့သူ့ရဲ့ဇနီးဟာရွာသားတွေရဲ့လှုပ်ကြံတက်ဖြတ်တာကိုခံရတော့မယ်ဆိုတာကိုလုံးဝမသိသေးပါဘူး။ကျွန်တော်တို့တွေရောက်လာပြီးတကြီးဘယ်လိုလုပ်ရမလဲ။အိမ်ကိုမီးရှို့ပြစ်ရမလား။မရှို့နဲ့အောင်ကွာ။တာမန်မီးတမျိုးထဲကသူ့ဘာမှမလုပ်နိုင်အောင်အိမ်ကိုဝိုင်းထားလိုက်ကြ။သူမနိုးခင်အိမ်ကိုမီးရှို့လိုက် ပြီးရင်တနက်နဲ့ဝိုင်းပြစ်ကြမယ်။ဒီလိုလုပ်ရင်တော့ तू အသက်ရှင်နိုင်မှာမဟုတ်ဘူး။အဲဒီလိုအမိန်ပေးပြီးတဲ့နောက်တော့ရွာသားတွေဟာကြော်စိုးရဲ့ဒိတ်အိမ်ကိုဝိုင်းထားပြီးတမန်ကြားမလေးကိုတပ်ဖြစ်ဖို့အစဉ်အသင့်ပြင်ဆင်ခဲ့ကြတယ်။ဒီနောက်မှာတော့အချိန်ဆွဲမနေတော့ပဲကြော်စိုးရဲ့အိမ်ကိုမီးရှို့လိုက်ကြတော့တာပေါ့။အိတ်ပျော်နေတဲ့တမန်ကြားမလေးဟာအပူတံကိုခန်းစားလိုက်ရတာကြောင့်အိမ်ထဲကနေလင်းမြန်စွာခုန်ထွက်လာခဲ့တယ်။ဒီအခါမှာရွာသားတွေဟာသူတို့အိမ်ကိုဝိုင်းထားပြီးမီးရှို့နေကြတာကိုတွေ့လိုက်ရပါတယ်။ တအားဖြင့်အဲ့ဒီအထက်ကရွာတကြီးဟာလဲအရှင်ဘဝမာတော့ကသူမရဲ့ခင်ပွန်တက်ခဲ့တဲ့တမျကောင်းဆောင်ဖြစ်နေတာကိုချက်ချင်းမှတ်မိသွားပါတယ်။အဲ့ဒီလိုအတိတ်ကရညိုးတွေနဲ့တူသူတို့ဟာလူသားနဲ့တမန်ကြရဲ့ထိတ်တရင်ဆိုင်မှုတိုက်ပွဲကြီးစတင်ခဲ့ပါတော့တယ်။ရွာသားတွေကရွာလူကြီးရဲ့အမိန်တိုင်းပဲတမန်ကြမလေးကိုတနတ်တွေနဲ့ဝမ်းပစ်ခဲ့ကြပေမဲ့ကြည်စံတွေကတမန်ကြမလေးရဲ့ရှေးပြားကိုတောင်ထိုးပေါက်နိုင်ခြင်းမရှိပါဘူး။ ဒီအချိန်မှာတော့ကျော်စုံဟာသူ့အိမ်ဖက်ကနေတနတ်တန်တွေဆက်မပြတ်ကြားရတယ်လို့မိခိုးတွေတလူလူထွက်လာတာကိုတတိထားမေးလိုက်ပါတယ်။ဒါကြောင့်ကျော်စုံလည်းသူ့ရဲ့ချစ်စနီးကိုစိုးရိမ်နေစိတ်နဲ့သူ့ရဲ့တဲအိမ်စီကိုအမြန်ဆုံးပြေးသွားခဲ့ပါတယ်။တဲအိမ်နောက်ရောက်တဲ့အခါသူ့ရဲ့ချစ်စနီးနဲ့ရွာသားတွေအကြားပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်။ဟဲ့လူတွေခမရတို့ကျွန်တော်စနီးကိုဘာလို့တနတ်နဲ့ပြစ်နေရလဲ။ဟဲ့ကောင်လေးဒါမင်းရဲ့စနီးမဟုတ်ဘူးကွာ။ ဒါသမန်းကြပဲ။ तू ကလူတွေအများကြီးတတ်ခဲ့ပြီးပြီ။ဒီနေ့တော့ငါလက်ထဲမှာပဲသိရမယ်။ဘာရီလာပြောနေရလဲ။သမန်းကြမကလို့ဘာကြပဲဖြစ်ဖြစ်ဒါကျွန်တော်ရဲ့မိန်းမနော်။ခမရတို့သူ့ထိလို့မရဘူး။ဟာကွာဒီကောင်လေး။မင်းကသူ့ရဲ့ဖန်ဆောင်မှုအောက်မှာရောက်နေပြီထင်နေ။မင်းမသိဘူးလား။ तू ကသမန်းကြဆိုတာကို။ကဲဟိကောင်လေးငါတို့သူ့စကောက်နားထောင်စရာမလိုဘူး။ဒီသမန်းကြောင့်မြင်မြန်ပဲရှင်းပြရမယ်။မဟုတ်ရင် तू ကငါတို့တတ်လိုက်မယ်ကွာ။ ရွာတကြီးရဲ့အမိန့်ကိုရတာနဲ့ရွာသားတွေဟာတမန်ကြားမလေးကိုဝိုင်းဝန်းဖိကက်ပြီးတပ်ပစ်ဖို့ကြိုးစားခဲ့ကြတယ်။ကျော်စောကလည်းသူ့ရဲ့ချစ်သူရှေ့ကနေခုံဝင်ပြီးဂျီဆန်တို့ရဲ့ပြစ်မှတ်ကနေကာကွယ်ပေးလိုက်တာပေါ့။ဒီအခါရွာသားတွေရဲ့ဂျီဆန်ကကျော်စောကိုထိမှန်သွားပြီးနေရာမှာတင်ချက်ချင်းပဲတိဆုံသွားခဲ့ပါတယ်။တမန်ကြားမလေးဟာခင်ပွန်းတဲ့တိဆုံသွားတာကိုမြင်လိုက်ရတဲ့အခါမှာငကိုရှိရင်ဆွဲဒေါသထက်ပိုပြီးအမျက်ဒေါသတွေထွက်လာခဲ့တော့တာပေါ့။ တကြောင်သူမကကြံရှိနေသေးတဲ့အာရင်နဲ့ဆူစီပြီးရွာသားတွေအားလုံးကိုလိုက်လံတက်ဖြတ်ပါတော့တဲ့ရွာသားတွေအားလုံးတိတ်ဆုံသွားပြီးတဲ့နောက်မှာတမန်ကြားလေးဟာကျော်စောစီကိုအမျက်ဆုံးပြေးပြီးအခြေအနေကိုကြည့်ရှုခဲ့ပါတယ်။ဒါပေမဲ့ကျော်စောကတော့ပထမဆုံးကြီးစံထိမှန်တဲ့အချိန်ကလေးကဘာမှမပြောနိုင်တော့ပဲအသက်ဆုံးရှုံးသွားခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကိုပိုင်ကသူငယ်ချင်းဖြစ်သူကျော်စောရဲ့တည်င်းဆုံးကြားသိရတာနဲ့ချက်ချင်းပဲတဲအိမ်လေးစီကိုအပြေးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့အရာအလုံးနောက်ကျသွားသလိုတမန်ကြားလေးရလဲကိုပါုံမြင်တော့နောက်ကလိုက်လာတဲ့ရွာသားတွေထဲကတယောက်လိုထင်ပြီးရှင်ပြဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ကိုပိုင်ဟာကျော်စောရဲ့အရင်နေဆုံးတငယ်ချင်းဖြစ်တာကိုတတိယသွားပြီးမှသူ့ရဲ့ခြုံထက်တဲ့ခြေသေးတွေကိုအချိန်မီရပ်တန့်လိုက်ရတာပေါ့။ကိုပိုင်ဟာသူ့တငယ်ချင်းအသက်ဆုံးရှုံးသွားတဲ့အခြေအနေကိုကြည့်ပြီးစိတ်မကောင်းတွေဖြစ်နေပါတယ်။ဒါပေမဲ့တမန်ကြားမလေးကိုတော့ကျော်စောရဲ့ဝိညာဉ်ဟာအဝေးစီလွင်မြောသွားပြီဖြစ်ကြောင်းပြောပြီး စိတ်လျှော့ဖို့လည်းတားမြစ်ခဲ့ရပါတယ်။ဒီနောက်မှာတော့ရက်ကနေလလကနေနှစ်တွေပြောင်းလဲသွားပြီးနှစ်ပေါင်း60တိတိကြာမြင့်သွားခဲ့ပါပြီ။ဒီချိန်ရောက်တော့ကိုပိုင်ဟာ သူတို့ရွာမှာရွာတကြီးဖြစ်လာပြီးအသက်အရွယ်ကလည်းကြီးရင်လာပြီပေါ့။ဒါအပြင်တေဆုံးသွားတဲ့ကျော်စိုးကလည်းနောက်ဘဝမှာတပံပြန်လဲမွေးဖွားလာပါပြီ။အခုဘဝမှာတော့သူဟာအရင်ဘဝကလိုချမ်းသာတဲ့သူမဟုတ်ပဲစင်းရဲနွမ်းပါလို့ဖုံးကြီးเจ้าမှာကတ်နေရတဲ့ ဖုန်ကြီးចောင်းသားလေးတဦးဖြစ်နေခဲ့တာပါဖုန်တော်ကြီးចောင်းကစွန့်ခတ်လို့ရတဲ့ထမင်းဟင်းနဲ့ပဲနှင်းစင်ဘဝကိုရှက်တည်နေရတာပေါ့ဒီဘဝမှာလည်းသူ့ရဲ့နာမည်ကကျော်စောလို့ပဲနာမည်ပေးထားပါတယ်တနေ့မှာတော့ចောင်းထိုင်ဆရာတော်ကြီးကကျော်စောကိုခေါ်ပြီးတခြားရွာကဆေးပင်တချို့ကိုသွားရောက်ယူပေးဖို့ခိုင်းစေပါတယ်ကျော်စောရေမနှက်ပြန်ဟိုဘက်ရွာသွားပြီးတော့ဆရာတော်ကိုတက်ကြီးကမောင်းပင်အပင်တစ်မျိုးလောက်ယူပေးပါအောင်ကွယ်ဒီမှာလေး မနေ့ကချော်လဲလို့ဆရာတို့ခြေတော့နာနေလို့သွားရလာရတာခက်ခဲနေတယ်ကွဒီတော့မင်းရပဲသွားယူပေးပါကွမင်းအဲ့ဒီရွာကိုရောက်ရင်ဆရာတို့ခိုင်းလိုက်တာလို့သာပြောလိုက်စေးပင်တစ်မျိုးမင်းကိုပေးလိုက်မယ်မင်းအမြန်သွားပြီးအမြန်ပြန်လာနော်ဒီစေးမြက်ကအခုလိုနေတာငါတို့ရွာသားတွေအတွက်စေးဖို့ဆက်ဖို့အပင်တွေကုန်နေပြီကွရွာသားတွေလည်းအခုရက်တော်တော်လေးကိုနေမကောင်းဖြစ်နေကြတယ်မြင်မြန်သွားပြီးတော့မြင်မြန်ပြန်လာတခြားနေရာကိုလမ်းလွဲမသွားနိုင်အောင်နော်မှတ်ထားနော်မင်းအခုလောက်ရမယ့်အရာ ရွာအတွက်အကျိုးရှိမှန်အစ်စ်မှန်မျှော်လင့်ချက်ပဲ။ဆရာတော်ရဲ့အမိန့်ကိုကြားပြီးတဲ့နောက်ကျော်စုံဟာအဲ့ဒီရွာသွားဖို့ချက်ချင်းပဲခရီးထွက်ခဲ့ပါတယ်။တကယ်တမ်းအဲ့ဒီရွာစီရောက်ဖို့အတွက်ကြေပြန့်ပြီးလူသူကင်းမဲ့တဲ့တောနဲ့ကြီးကိုဖြတ်တန်းသွားရမှာပါ။ကျော်စုံလည်းတောနဲ့ထဲဝင်ရောက်လာတဲ့အခါတနေရာကိုရောက်တော့အရှင်တော်ကအဲ့ဒီနေရာနဲ့ရင်းနှီးကျွမ်းဝင်နေတယ်လို့အာယုံခံစားမိလိုက်တယ်။တအားဖြင့်အဲ့ဒီနေရာမှာရှိနေတဲ့တမန်ကြားကလည်းသူ့ရဲ့ပိုင်းနဲ့ထက်ကိုလူတယောက်ဝင်လာတာကိုတွေ့တာနဲ့ ဖမ်းယူစားတော့ဖို့ပြင်ဆင်လိုက်တော့တာပေါ့ဒါပေမဲ့တသေးချာစူးစမ်းကြည့်လိုက်တဲ့အခါမှာအဲ့ဒီလူသားဟာအရှင်ဘဝတုန်းကသူ့ရဲ့ခင်ပွန်းတဲ့ကြော်စောဆိုတာကိုချက်ချင်းမှတ်မိသွားခဲ့ပါတယ်။ဒါကြောင့်သူကကြော်စောကိုသူ့ရဲ့ခင်ပွန်းအဖြစ်ပြန်လည်ရယူဖို့နီလန်ပေါင်းစုံနဲ့ဖျားယောင်းသွေးဆောင်ဖို့စဉ်းစားလိုက်ပါတယ်။သူမကလူအသွင်ချက်ချင်းပြောင်းပြီးအားနဲ့လွန်လို့မြေပြင်ပေါ်လဲကြကမူးလဲချင်အောင်ဆောင်းလိုက်ပါတယ်။ဒီအခါမှာကြော်စောလည်း တောရင်းတနေရာမှာမင်းကလေးတောက်တဲ့လဲကျနေတာမြင်တော့တနာတဲ့စိတ်နဲ့ကုညစ်ပေးနိုင်ဖို့မင်းကလေးရဲ့အနားထည့်ကိုတိုးကပ်သွားခဲ့ပါတယ်။ဟမ်ဒီမှာဘာတူလဲ။ဟမ်မူးလဲညာပဲ။ကုညီပါအောင်ရှင်။ကျမကကုညီပါအောင်ရှင်။ကျမနေမကောင်းလို့လမ်းတော့မလျှောက်နိုင်တော့ပါအောင်ရှင်။အကိုရေကျမကိုတဲရင်လေးစီလိုက်ဖို့ပေးပါနော်။အော်ရပါတယ်ရပါတယ်။လာလာလာညီမလေးအကိုကိုမိပြီးထလိုက်။မင်းရဲ့တဲရင်ကဘယ်မှာလဲ။ကိုလိုက်ဖို့ပေးမယ်။ တော်ရဲတောင်ထဲမိန်ကလေးတယောက်တည်းဘာလုပ်နေရလဲညီမရဲ့အန်တီရများလိုက်ပါပြီကျော်စုံးဟာအဲ့ဒီမျိုးသမီးကိုဘသူပဲဝါမှမသိပေမဲ့စိတ်ရင်နဲ့စိုးရင်မိတာကြောင့်ဆရာတော်ရဲ့ဆေးဘက်ဝင်အပင်ကိစ္စကိုတော့လုံးဝမေ့လျော့သွားခဲ့တယ်သူတို့ချင်းတကားမှမမြင်ဘူးသေးပေမဲ့ကျော်စုံးရဲ့စိတ်ထဲမှာဒီအမျိုးသမီးကိုအထူးတလဲကယူဆိုင်ပြီးစိုးရင်နေခဲ့တာပါဒီလိုနဲ့ရပောင်းများစွာကြာလာတဲ့အခါဆရာတော်ကြီးကအเจ้าကိုပြန်မြောက်သေးတဲ့ကျော်စောအတွက်စိုးရင်တကြီးဖြစ်လာပါတယ် ကြော်စောဆိုရဲကောင်းတော့လေဘာတွေလုံနေလို့ခုချိန်နေပြန်မြောက်သေးရပါလဲဒီလောက်ချိန်ဆိုသူပြန်ရောက်သေးနေပြီလေတော်လန်ခီးမှာတခခုများဖြစ်နေရော့သလားဆရာတော်ဟာကြော်စောကိုစိုးရင်နာကြောင်းကိုပဲရွာသွားတဲ့လမ်းကြောင်းအတိုင်းကြော်စောရဲ့နောက်ကိုလိုက်သွားခဲ့တာပေါ့အဲ့ဒီမှာတော်တဲ့ကိုရောက်တော့သူစိုးရင်နေတဲ့ကြော်စောဟာအမျိုးသမီးတယောက်နဲ့အတူတူရှိနေခဲ့တာကိုမြင်လိုက်ရပါတော့တယ်ဆရာတော်လည်းအဲ့ဒီမျိုးသမီးကိုတည်တည်ချာချာကြည့်လိုက်တော့မှ သူမဟာလူသားတယောက်မဟုတ်ပဲတမန်ကြားဖြစ်နေတာကိုချက်ချင်းသိလိုက်ရပါပြီ။ဒါကြောင့်ဆရာတော်ကလူယောင်ဆောင်ထားတဲ့တမန်ကြားမလေးစီကိုသွားပြီးအခုလိုပဲတတိပေးလိုက်ပါတယ်။အရာအားလုံးပြီးဆုံးသွားပါပြီ။လှုပ်ချလိုက်ပါတော့တကမှလူနဲ့အတူရကဲဆိုတာအတူတကွနေလို့မရဘူး။တပည့်တော်မှသိပါတယ်ရှင်ဖေဟာ။ဒါပေမဲ့တပည့်တော်ရဲ့ခင်မွန်းတဲ့ကိုဘဝပေါင်းများစွာလိုက်ရှာခဲ့ရတာတကားမှဆန္ဒမပြေဝခဲ့ပါဘူး။ ဒီဘဝမှာတော့တပြည့်တော်ခွင့်တောင်းပါတယ်။တပြည့်တော်တို့ပေါင်းဖက်ခွင့်ပေးပါ။တပြည့်တော်ချိရတဲ့သူထပ်ပြီးမဆုံးရှုံးချင်တော့လို့ပါဖေဟာ။ခက်ပါလားတကာမရဲ့။တကာမသူ့ဘလောက်ပဲချစ်ချက်မင်းတို့ယောက်ကအတူတကွနေလို့မရနိုင်ဘူးလေ။အဲ့ဒါသူ့ရဲ့အသက်ကိုတပြေးပြေးတိုးစေလိမ့်မယ်။နောက်ဆုံးကျရင် तू ဟာမင်းကိုနောက်တစ်ကြိမ်ထားသွားမှာပဲ။ဒါဆိုရင်တပြည့်တော်မှဘာလုပ်ရမလဲဖေဟာ။တပြည့်တော်ချိရတဲ့သူနဲ့အတူတူနေနိုင်ဖို့ဘာလုပ်ရမလဲ။ တကယ်လို့အရှင်ဖျားသိတယ်ဆိုရင် တပြည့်တော်မအောင်လမ်းညွန်ပေးပါ။အင်းတကာမတို့နှစ်ယောက်စလုံးကောင်းမှုကုသိုလ်တွေများများလုပ်ပါ။ဒါဆိုရင်တော့နောက်ဘဝမှာအတူတူပေါင်းဖက်ရမှာပါ။ဘာပဲဖြစ်ဖြစ်ပါဒီဘဝမှာလည်းတပြည့်တော်ခွင့်တောင်းပါတယ်ဖျား။တပြည့်တော်တို့အတူတူပေါင်းဖက်ခွင့်ပေးပါ။အင်းကိလေသာသဘောတရားတွေကိုကိုတော်လည်းမဝင်ချင်ဘူးတကာမ။တကယ်လို့တကာမချက်တဲ့သူဟာနာကျင်စွာနဲ့တဖြည်းဖြည်းတည်ဆုံသွားတော်မြင်နိုင်တော့တကာမရဲ့သဘောပါပဲ။ ဲ့ဒီအခါသမန်းကြားမလေးဟာဘာကိုဆုံးဖြတ်ရမယ်မသိတော့ပဲစိတ်ဝေဒနာခံစားလိုက်ရတော့တာပေါ့ဘာကြောင့်လဲဆိုတော့သူတို့ပြန်တွေ့နိုင်ဖို့အတွက်နှစ်ပေါင်းများစွာစောင့်ဆိုင်ခဲ့ရတယ်လို့ပြန်တွေ့တော့လေအတူတကွနေလို့မရပြန်ဘူးဆိုတဲ့အဖြေကိုကြားလိုက်ရလို့ပါဒါကြောင့်သူမဟာဆရာတော်ကိုသူ့အတွက်၃ရက်အချိန်ယူပြီးစင်စားဖို့တောင်းခံခဲ့ပါတယ်ဆရာတော်ကလည်းဘာမှမကန့်ကွက်ပဲအသာတကြီးခွင့်ပြုပေးခဲ့တာပေါ့ဒီနောက်တမန်ကြားမလေးကဆရာတော်ရဲ့လာရင်းရွယ်ချက်ကိုမေးတဲ့အခါမှာ ဆရာတော်ကဆေးဖက်ဝင်အပင်လို့ချင်းကြောင်းပြန်ဖြေလိုက်တယ်။ဒါကြောင့်တမန်ကြားမတွေကကြားဖြစ်အောင်ပြောင်းလဲပြီးဆရာတော်ကိုသူ့ကြောပေါ်တင်ကအလင်းထက်မြန်တဲ့အချိန်နဲ့ဟိုဘက်ရွာကိုဆေးဖက်ဝင်အပင်ယူဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။ဂျိလုံနဲ့သုံးရမြောက်တဲ့နေ့မှာတော့သူတို့နှစ်ယောက်ဟာဘလို့အကျိုးဆက်တွေပဲဖြစ်လာပါစေကျန်ရှိနေတဲ့အချိန်တွေမှာအတူတကွနေထိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဂျီနောက်မှာတော့ကျော်စောဟာတမန်ကြားမလေးရဲ့ကြားခန္ဓာကိုပေါ်ခွာစေပြီးဆရာတော်စီကိုပြန်သွားခဲ့ကြတယ်။ ရွာသားတွေဟာကြားအောင်မြင်တဲ့အခါမှာအကြီးကျယ်ထိတ်လန့်ပြီးအသက်ပေရလွတ်မြောက်ဖို့ကြိုးလဲကုန်ကြတယ်။ကျော်စောတို့ကတော့ဘာကိုမှကြိုးမဆိုင်ပဲဆရာတော်ကြီးစီကိုသာအလျှောက်သွားပြီးသူတို့ရဲ့ဆုံးဖြတ်ချက်ကိုရှောက်တင်ခဲ့ပါတယ်။ဆရာတော်လည်းမင်းတို့ရဲ့ခိုင်မာတဲ့အချစ်ကိုမြင်ပါတယ်ကွယ်။အင်းဆရာတော်ကူညီပေးပါမယ်။မင်းတို့နှစ်ဦးအတူတူနေနိုင်မဲ့ဖြည့်ရှင်နေတခုကတော့ရှိတယ်။အဲ့ဒါမင်းတို့ညောင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်။မင်းတို့လုံနိုင်မလား။အဲ့ဒါပါလဲဆိုတော့ တကာရဲ့စနေကိုသုံးနှစ်ကြာတဲ့အထိဘဲမှမသွားပဲဒီဖုန်ကြီးကျောင်းထဲမှာတရားအထောက်ရမယ်။ဒါဆိုရင်တော့ဆရာတော်ကတကာမောက်လူသားစစ်စစ်ဖြစ်လာအောင်ဂျင်းစာဖြည့်တဲ့စီစဉ်လုပ်ပေးပါမယ်။ဒါပေမဲ့အတိကလိုက်နာရမှာတရားအထောက်နေတဲ့အချိန်တွင်းမှာအသားလုံးဝမစားရအောင်လူတွေကိုလည်းအန်ဒီမပြုတ်ရအောင်။ကဲဆရာတော်ပြောတော့နားလည်ရဲ့လား။လုံရောလုံနိုင်ရဲ့လား။ဒီနောက်မှာတော့တမန်ကြမလေးဟာဖုန်ကြီးကျောင်းအတွင်းမှာပဲနေထိုင်ရင်ဆရာတော်ရဲ့ညွန်ကြားချက်အတိုင်း ၃နှစ်ကြာတဲ့အထိအသားလုံးဝမစားဘဲတရားအားထုတ်ခဲ့ပါတယ်။အချိန်တွေကုန်လွန်ပြီးနောက်ဆုံး၃နှစ်ပြည့်သွားတဲ့နေ့မှာတော့ဆရာတော်ဟာမန်တန်ရွတ်ခတ်ပြီးတမန်ကြားမှလည်းကြင်ကြံခဲ့တဲ့မော်ပညာရဲ့ကျင်းစာတွေကိုဖြေပေးခဲ့ပါတယ်။အဲဒီကနေရပောင်းများစွာကြာပြီးတဲ့နောက်ကျော်စောတဲ့တမန်ကြားမှလေးတို့ဟာလူသားစစ်စစ်ဖြင့်ဒုတကွပျော်ရှင်စွာနေထိုင်သွားကြပါတော့တယ်။ဒီချိန်အားစပြီးရွာသားတွေကလည်းတိုးရဲကိုအမဲလိုက်သွားတဲ့ခါတိုင်းတမန်ကြားဆိုတဲ့အရာကိုထပ်ပြီးကြောက်စရာမလိုတော့ပါဘူး။ ဒီလိုနဲ့ပဲသစ္စာရှိတဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကြောင့်ချစ်သူနှုတ်ဟာခြောက်ရသက်ဆုံးတိုင်းပေါင်းဖက်သွားနိုင်ခဲ့ပါတယ်။အခုကြည့်နေပရိသတ်တွေထဲမှာရောဒီလိုမျိုးအချစ်စိတ်အချစ်မှန်နဲ့တွေ့ပြီးကြပြီလား။အချစ်စိတ်အချစ်မှန်နဲ့သာဆုံးတွေ့ကြပါစေလို့မမလေးဒီခင်ကဆွတ်တောင်းပေးလိုက်ပါရနော်။အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျတယ်ဆိုရင်တော့မမလေးဒီခင်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye ။